ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။တပြေ Audio Book Channel ကနေပြီးတော့ပရိသတ်များအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရနော်။အခုတင်ဆက်ပေးမယ့်ဇာတ်လမ်းကတော့စာရေးသူနေမင်းအမှန်ရေးသားထားတဲ့တိုက်ဆိုင်မှုလို့အမှားလို့ဆိုတဲ့ဇာတ်လမ်းကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါရရှင်။သစ်ပင်တို့လက်ရှက်မိုးထားတဲ့တောလန်းလေးအတိုင်းလဲချောက်စီကတောနဲ့ပိုင်းကိုဥတီပြီးသွားနေရာခရီးအတော်ပောက်ခဲ့လေပြီ။သူတို့တောထဲကိုချိန်ခုတ်လာကြတာကလေးကောင်းရှိနေပြီ။ ဒီအခောက်ကနောက်ဆုံးအခောက်တစ်ခောက်ကိုတပတ်လောက်ကြာတတ်ပေမဲ့ပုံသေးတက်လို့မရလမ်းခရီးနဲ့ရတဲ့ပစ္စည်းပေါ်မူတည်တယ်။အဲ့ဒါကြောင့်ရိတ်ကအလွန်အလောက်ထက်ရတယ်။တကယ်တော့တော်တက်တယ်ဆိုတဲ့ကိစ္စကလွယ်ကူတဲ့ကိစ္စတော့မဟုတ်အနေအဆဆင်းရဲတယ်။တောင်တက်တောင်ဆင်းရှုံမြောင်ကြိုင်ဝန်းတွေကိုဖျက်ရတဲ့အခါအသက်ဘေးကနေလာတယ်။အစဉ်ပြေချောမောတဲ့အခါမျိုးရှိသလိုအခက်အခဲနဲ့ကြုံရတဲ့အခါမျိုးလည်းရှိတယ်။တရက်သေးတွက်လို့တော့မရတကယ်တမ်းအန္တရာယ်နဲ့ရင်ဆိုင်ရပြီဆိုရင် ကန်တာအမိကန်တာအဖပင်မလွဲမရှောင်တာလို့အိမ်သုံးအတွက်မှုတာတော်တက်နေရပေမဲ့စိတ်ကမပါခြင်းတော်တက်ရတာကမျိုးစုံကြောက်ရတယ်ငါပြားကလည်းဝင်းမကြောက်လာသေးတယ်အခက်မသိရင်စင်ရိုင်းအုံနဲ့တိုးတက်သေးတယ်တာရတရိတ်ဆန်တို့နဲ့ရင်ဆိုင်မတိုးဘူးဆိုပြီးတော့ဘသူကပြောနိုင်ပါမလဲအရာရာတတိထားမှတော်ကကြတယ်ဥဆန်ရှိန်ကလူငယ်တွေနဲ့တောတက်လာခဲ့ရတာကြောင့်စိတ်မောနေတယ်ဒီအဖွဲမှာသူကအသက်အကြီးဆုံးဦးစီးခေါင်းဆောင အားလုံးတုတ်တောင်ဝင်ဘာမှမဖြစ်ရင်အကောင်းသားလူငယ်တွေကအားလုံးပျော်ပျော်နေတတ်တဲ့သူတွေလူငယ်၂ယောက်၃ယောက်သာတစွတ်တော်တစောက်ကန်းဒီတစ်ခေါက်တော့တက်ရတာငါးစိတ်ထဲမှာလေးနေတယ်တခုခုများ။အိုးငါးစိတ်ကထင်တာပဲဖြစ်မှာပါလေတတိတော်ထားရလိမ့်မယ်။သူကသူ့အတွင်းကိုစမတွင်းမိစေဖို့နှိမ်လိုက်နေတယ်လူငယ်တွေကပြောင်နောက်နေပြီးလွတ်လပ်စွာနေတယ်သူကတော့ဟုန်ငေးတင်းငေးပြီးတော့တွင်းနေမိနေတော့တယ်။ဟာသွားပြီ အခုမှသတိရတယ်ငါတို့တောထဲဝင်လာတာလူ၉ယောက်နဲ့လဲချစီပါလားအလုံးအမကနန်းတွေပဲအတွင်းနဲ့အတူဥဆန်ရှင်ကစက်ကနေဖြစ်သွားတယ်။သွားပြီသွားပြီ။ရှေ့ဆက်ပြီးတော့ဘာဖြစ်လာအောင်မလဲမသိဘူး။အဲ့ဒီလိုနဲ့ကြားချီရာစကန်းကိုရောက်လာတယ်။ဒီတော့မှဒီစကန်းကစီကားပေးနမယ်ကြီးတယ်။လိုရာရတယ်။အချက်ချကြားလာတဲ့စကန်းတစ်ခုပဲဖြစ်နေတော့တယ်။ဒီမှာစကန်းချမယ်ဟိ။ဥဆန်ရှင်စကားကြောင့်လဲရီကိုညောင်မုံစိတ်ပင်ကြီးအောက်မှာ ဝိုင်းပက်ပြီးထိုးကြတယ်။နွားတွေကိုမနီမဝေးအရိတ်ကောင်းတဲ့နေရာမှာထားပြီးတော့လူတွေကလည်းလဲရိကြမှာနေတယ်။တောထဲမှာမို့လူနဲ့နီးလေကောင်းလေပင်မင်းတို့နော်တယောက်တည်းဟိုဒီရှောက်မသွားနဲ့။သွားကျင်နှစ်ယောက်သုံးယောက်သွားကြ။တောရဲ့အထာကိုမသိတဲ့လူငယ်တွေမို့အဖွဲရဲ့စည်းကမ်းကိုတင်းတင်းကြပ်ကြပ်သတ်မှတ်ထားရလေတယ်။အမောင်ကတဖြည်းဖြည်းပြိုကျလာတဲ့အမြောက်အအေးတက်ကတစိမ့်စိမ့်ဝင်လာတယ်။ခရီးပန်းလာတာကြောင့်စားတော့ပြီးအိမ်ရောက်ဝင်ကြတယ်။တော်ရင်းကညာကတိတ်ဆိတ်နေတယ်။ တခြားအဖွဲ့သားတွေအိပ်ပျော်သွားပြီမယ်လေဦးဆန်ရှင်တယောက်ကတော့အိပ်မပျော်ဟိုတွေဒီတွေနဲ့မျက်စိကြောင်နေတယ်တရွက်ချောက်တွေပေါ်နှင်းကြတန်ကြားနေရတယ်ညကတဖြည်းဖြည်းအိုမင်းလာနေတယ်ငကူကလေးကပူပန်တတ်သူမို့ကြောက်စိတ်ကဝင်လာတယ်စကန်တစ်ခုလောက်လူရှိတယ်လို့မထင်ရလောက်အောင်တိတ်ဆိတ်နေလေတယ်တတော်လုံးမှာတယောက်တည်းရှိနေတယ်လို့ဖြစ်လာတာကြောင့်ဆောင်းကိုခေါင်းမူးချုံလိုက်တယ်စိတ်ထဲမှာလည်းမလုံးမလေးနဲ့ညောင်မင်းကြီးကတဝောဝောနဲ့မြည်နေတယ်ငါငါဘာဖြစ်နေတာလဲ ဒီဘွဲ့မှာငါအသက်အကြီးဆုံးငါအစသွေးကြောင်နေလူငယ်တွေဘလို့လုပ်မလဲခါတိုင်းဒီလိုမဖြစ်ဘူးပါဘူးအခုငါစိတ်တွေခြောက်ချားနေပါလားလဲခြောက်စီနဲ့လူကိုရောက်ခရီးသွားအဲ့ဒီအချိန်မှာပဲဖောင်ကနေအတန်ကြောင့်ဦးဆန်ရှင်က အလန့်တကြားနဲ့အော်ရင်နဲ့ငေါကနေထထိုင်လိုက်တဲ့သူ့ရဲ့ရင်ထဲမှာတလက်လက်တုံနေတယ်။စင်စဲကတော့မီးပုံတွေကဝစဲပိတ်ပောက်ကွဲတံဖြစ်တဲ့လူငယ်တွေကအိတ်နေကြစင်းငါဘလို့ဖြစ်နေတာလဲ။တယောက်ယောက်နှိုးလိုက်ရင်ကောင်းမလား။ ။"အိုးအเจ้าမရှိပဲနှိုးရရင်ရှက်စရာ။သူကသူ့ကိုယ်သူထိန်းနေ။ရှားသမျှဂုံတော်တွေကိုရွတ်တယ်။ရွှေလွန်းလို့တဲ့ထက်ကုန်ပြီ။ဒီတိုင်းဆိုရင်တော့မိုးလင်းတဲ့အထိအိပ်ပျော်မှာမဟုတ်တော့ဘူး။အိပ်မပျော်တဲ့သူတွေညတာရှိတယ်ဆိုတာတဲမှန်ပါလား။အေးစိမ့်စိမ့်အချိန်ဒီမှာချွေးစည်းတွေပြန်နေတယ်။အသက်ရှင်ပြီးတော့မရဲကြနေတယ်လို့ပဲဆိုပြီးဦးဆန်ရှင်တွေးနေမိတယ်။အဲ့နောက်တောက်တွေးမြောက်တွေနဲ့မိကနေအိပ်ပျော်သွားလေတဲ့နေကအတော်မြင့်နေပြီ ပစ္စည်းတွေရမစုံသေးပေမဲ့လေရေကတော့ကုန်ပြီ။အောင်သိန်းကအနီးမှာရှိတဲ့တန်းညွန့်ကိုကြည့်လိုက်တဲ့။တန်းညွန့်ကဝါးကိုမဲပြီးခုန်နေတယ်။အဲ့ဒီအချိန်မှာအောင်သိန်းကဟဲ့ကောင်တန်းညွန့်ရေရှိသေးလား။မရှိတော့ဘူးကွာ။ရန်နိုက်စီမှာတော့မပြောတော့ဘူးအောင်သိန်း။ဟဲ့ကောင်လေတောထဲမှာနမဲမခေါ်ရဘူးလို့အဘပြောထားရင်မဟုတ်လား။ဩအေးငါတို့မေ့သွားလို့ပါကွာ။ဒီနေ့မနက်ပစ္စည်းရှာဖို့လူစုခွဲတော့၃ရက်တစ်ခွဲကြာရသူတို့ကဝါးခုတ်ရတယ်။ဦးဆန်ရှင်တို့အဖွဲ့က ။တက်ရှာပြီးတော့ကြံသုံးယောက်ကစက်ခန်းဆောင်ရင်နဲ့ထမင်းဟင်းချက်ရတယ်။တဲ့အဖွဲကဘယ်ရောက်နေပြီမသိပေမဲ့လည်းဝါခုံနေတဲ့သူတို့အဖွဲကရှားတာတစ်မျိုးမောတာတစ်မျိုးရေးစားတာတစ်မျိုးနဲ့ဒုက္ခရောက်နေကြတယ်။နားကြရအောင်ကွာ။ဝယုံအောင်မှာ၃ယောက်သာခြေပြက်လက်ပြက်ထိုင်ချလိုက်ကြတယ်။အောင်သိန်းနဲ့တန်းညွန့်ကစေလိတ်တော်ရင်မှိုင်နေတာကြောင့်ရေသွားရှာဖို့တယောက်ကပြောလိုက်တယ်။ဟဲ့ကောင်လေးမှိုင်နေလို့မပြီးဘူး။ရေသွားရှာကြမယ်။ရန်နိုင်ကထလိုက်ရာကြံတဲ့ယောက်ကမထကျင်ထကျင်နဲ့ အနည်းနာမှရေချာကြတယ်။ဒါပေမဲ့ရေနဲ့တူတာဆိုလို့ဘာမှမတွေ့ဒီလိုတောထောင်နေမှာကရေနဲ့အနည်းဆုံးနေရာမှာသားစားမုတ်ဆိုးတွေရှိတတ်တယ်။သူတို့နိုင်ဝက်လောက်ကြာသွားသည့်တိုင်အောင် ရေကိုမတွေ့ဖြစ်နေတယ်။အဲ့လိုနဲ့သွားရလာရင်ရေရှာရင်နဲ့သူတို့ကခြံကြီးတစ်ခြံထဲကိုရောက်သွားကြတာကြောင့်အားလုံးအံ့ဩဝမ်းသာသွားကြတယ်။ကျဲဝန်းလာတဲ့ခြံကြီးထဲမှာအပေမျိုးစုံလာတယ်။ဟာနတ်မာတာပဲ။ခြံထဲမှာစားစရာတက်သေးပင်တွေကြီးပဲ။ ။ချန်လေလောက်မှာတဲကြီးတလုံးသူတို့អော်ခေါ်ပြီးမဲ့လည်းဘယ်သူမှထွက်မလာကြင်။ဒီလောက်ခေါ်နေရမှထူးရင်လူမရှိတာသိကြတယ်။ဘာမှစဉ်းစားမနေနဲ့စားကြစို့။သူတို့ကရေးစားစားနဲ့နက်နက်သီးတွေကိုစားကြတယ်။အကုန်တွေကိုအပင်ချေရင်းမှာပုံနေ။တစ်သီးတွေကလက်ဆက်တဲကွာ။အပြန်ကြရင်အင်ဟိုတည်သွားရမယ်။တန်းညွန့်ရဲ့အဆိုကိုရန်နိုင်ကတားတယ်။ဒါပေမဲ့တားမရ။တန်းညွန့်ကငပြောကန်တခိုင်ကိုဓာတ်နဲ့ခုတ်လိုက်လေတယ်။အဲ့ဒီမှာရင်ခုတ်လိုက်တဲ့အပင်ကထွက်လာတဲ့ အစည်းတွေကအနီရောက်လို့လို့အဝရောက်လို့လို့သွေးလို့လို့တွေ့လိုက်ရတယ်။ဟေ့ကောင် တော်တော့ကြံတဲ့ယောက်ကတားပေမဲ့လည်းမရပဲပိန်းနေသေးတယ်ဆက်ခူးနေပြန်တယ်။ဟေ့ကောင်ဒီကောင်တော့ခတ်တော်တာပဲ။ရန်နိုင်ကြောက်ဘူးတာတခုရှိတယ်။ဒီလို တော်တဲ့ကခြံနေမှာပိုင်ရှင်ကမနေသီးနှံပေါ်ချိန်မှာသာ လာဆွတ်ကြတယ်။ပိုင်ရှင်မရှိရင်ခူးစားမလားစားလို့ရတယ်။စိုက်တဲ့လောက်စားဒါပေမဲ့အပြင်ကိုမတင်နဲ့ဒီကိစ္စကိုလုံးဝလက်မခံ ဝမ်းအပြင်အပေါ်ယူသွားတာမျိုးကိုသူတို့အမုန်းဆုံးမုန်းမီဆိုရင်လည်းလှဲ့မကြည့်တဲ့တစ်ချက်လွတ်လောက်တတ်တယ်။ဒါကိုတန်းညွန့်ကမသိရော်သလား။ငပြောကင်နဲ့ပိနေသေးတွေတနည်းတည်လာခဲ့တယ်။လမ်းကလှဲ့တစီသွားတာယုံတာကျဲတယ်။ဘေးတစ်ဖက်တစ်ချက်မှာတော့နေရံနဲ့ကပရံတွေကအပြည့်ဘေးချက်နန်းချက်အနေထားပုံတထောင်ထောင်ထနေရကြောင်းဘာကိုမှမမြင်ရ။လဲ၆စီးကတန်းစီပြက်ဒီနေရာမျိုးကဂယုဆိုင်ရတယ်။ပေါ်ဆိုင်ရင်ဒုက္ခရောက်သွားနိုင်တယ်။မိုးမချုပ်ခင် မင်းကောင်းရရအောင်မောင်းရမယ်ခုချိန်ဒီအဆင်ပြေနေတယ်အခက်ခဲဆိုလို့ကြည်ကြည်မောင်းမောင်းမရှိကြားချေရစကန်းကတင်လာတဲ့ဝင်တွေကမနေတိတ်ကနှစီဝါးက၄စီ အားလုံးအပြည့်အမောက်ကြားစကန်းမရောက်ခင်ရှေ့တူယူမှတချင်းဆိုတန်ကြားလိုက်ရနေတယ်ဦးဆန်ရှင်ကနဖားကျုပ်ကိုဖြတ်ကနေဆွဲလိုက်မိတယ်လဲအုပ်ချင်းတော့မျက်နှာချင်းဆိုင်တိုးပြီးစွတောင်းမပြေလိုက်တာဒါပေမဲ့ငါတို့ကဝင်လေးထုံးစံအတိုင်းအတန်ပေးမှငါတို့အရင်လာမယ်ဟိတ် တဖက်မှာချက်ချင်းအတန်ပြန်ပြုတ်တယ်တော်တော်နဲ့တိတ်မသွားအတန်ကလေးပင်ပြီးတော့ဆူးရှာတယ်တဖက်မှာနွားငေါက်တန်နဲ့တောက်ခေါက်တန်တို့ကစုညံလျက်ဦးဆန်ရှင်ကစေးလေးတောက်ရင်နဲ့ရှေးကရောက်လာမယ်လှဲအုပ်စီငေးမြောင်နေပေမဲ့လည်းလဲရီကရောက်မလာသေး၁၀မိနစ်လောက်သာကြာသွားတယ်အတန်တွေကနီးလာခြင်းမရှိ စားကြရတဲ့နေရာလောက်မှာပဲရှိနေတယ်သူ့နွားတွေကတာဆူနေလေပြီကြာလိုက်တာကွာနောက်ထပ်အတန်ထပ်ပြုတ်ပေမဲ့လည်း တဖက်မှပြန်မအော်တော့အတန်တွေ တိတ်သွားတယ်လုံးဝမထူဥဆန်ရှင်ကရန်နိုင်ကိုသွားကြည့်ခိုင်းနေရန်နိုင်သွားကြည့်ပြီးတောင်းအကြမှာတော့အံ့အားတင့်ဟန်နဲ့ပြန်လာတယ်ဘာမှမရှိဘူးဖေဟာမင်းဟာတေးကြရဲ့လားကွာလဲတံတွေတလောက်စုံညံနေတဲ့ဟာဟုတ်ရဲ့လားကွာတေးကြပါတယ်လဲရောလူရောဘာတကူမှမရှိဘူးတို့အားလုံးတယောက်မျက်နာတယောက်ကြည့်လိုက်ကြတယ်မင်းကောင်းရွာနာဝါတော်လေးကယာယီစကန်းချတဲ့နေရာ အဲ့ဒီနေရာမှာသူတို့နေနိုင်ကြတယ်လူတွေအားလုံးနားကြမယ်တန်းညွန်ကနောက်ဆုံးကနေတချင်းတကြောကြောဆိုရင်းနဲ့လိုက်လာတယ်တနည်းအားအရောက်လဲရပေးအပေါ့ဆင်းသွားတယ်မရည်ရွယ်ပဲတောအုပ်စီကိုငေးမြော်ကြည့်လိုက်မိတယ်သူတွေ့လိုက်ရတာကချက်ကလေးတစ်ကောင်ကလဲနောက်ကိုတကောက်ကောက်ရှောက်လိုက်နေတယ်ဒီနားမှာရွာမရှိ လူနေအိမ်မရှိရှားတဲ့မရှိနဲ့လမ်းကောင်ကောင်မှာဒီချက်ကဘယ်ကလေးကလိုက်လာလဲမသိဘူးသူတစ်ချက်ပြုံးလိုက်တယ် စာအကန်ကြုံလို့မုတ်စိတ်ပြားဆွဲတာပဲလဲဘွားလေးကွာတက်ယူပြီးပြေအောင်မအဲ့ဒီနောက်တန်းညုံမင်းဘာမဟုတ်တယောက်တွေလောက်လာပြန်ပြီလဲဘွားတော်လေးမှာယာယီစကန်းချတော့ဦးစံသိန်းကတအံ့တော်မိတယ်တန်းညုံကအကြောင်းဆုံးရှင်းပြလိုက်တယ်ဦးစံရှင်ကဘာမှမပြောတော့ဘလို့ပဲဖြစ်ပါစေဟင်းငတ်တော်ကြက်သားဟင်းနဲ့စားရတာကြောင့်ဦးစံရှင်ကလွဲပြီးတော့အားလုံးကသူ့ကိုကျေးဇူးတင်နေတယ်ညနေ3:00မှာဘွားတော်ကထွက်ခဲ့တယ်တရွာပြီးတရွာဖြတ်ကျော်လာရောင် မြို့ကိုရောက်တော့လမ်းမီးတွေထိနေလေပြီ။နွားတွေကိုတအောင်အနာပေးရင်လည်းအရက်တော့ကြတယ်။အဲ့နောက်ဆက်ထွက်ခဲ့တယ်။ဆိုင်ကားထွက်တော့တိုင်းညွရဲ့နွားတွေကတိတ်မလျှောက်နိုင်တော့အဲ့ဒါကြောင့်လှဲအုံနဲ့ကွာပြီးတော့ကြံခဲ့တယ်။ပတ်ဝန်းကျင်ကပိမ့်ပိတ်အောင်မှောင်နေတယ်။အရက်ချိန်ကျောင်းတန်းညွအိမ်ငိုက်လာရောရှောင်းတန်းစီရလည်းမရှိတော့တာကြောင့်နွားကိုလွှတ်ထားလိုက်တယ်။ဘလောက်ကြာသွားသည်မသိမျက်လုံးမပွင့်မဲနွားတွေကိုကြိမ်တို့မောင်းမိမဲလည်းမရနွားတွေကရှေ့မတုံးတွန်းဆုံဆုံလုံနေတယ် မျက်လုံးဖွင့်ကြည့်ပေမယ့်လေဘာကူမှမမြင်ရဟဲ့နွားသွားလေနွားကိုရှိုင်မောင်းပေမယ့်လေနွားရိကဆက်မတိုးတန်းညွတ်ဒေါသထွက်ပြီးတော့လက်နှိတ်တက်မင်းနဲ့လှဲရှိထိုးကြည့်တယ်လှဲရှိမှာပိတ်ရနေတဲ့အေယာမခွေးနဲ့ကြီးကိုတွေ့လိုက်ရတာကြောင့်ထိတ်လန့်သွားတယ်ခွေးနဲ့ကြီးကအဆွဲဖွဲ့ဖွဲ့နဲ့မန်ပြေနေနေတယ်တန်းညွတ်ကလဲအုပ်ကိုလှမ်းကြည့်တယ်မတွေ့ရလဲနေရမှာစိုက်ထားတဲ့တောတိုးတောက်ကိုအနားယူထားလိုက်တယ်တယောက်တည်းဆိုတဲ့အသေးကြောင့် ကြောက်စိတ်ကဝင်လာပြီမိလေးခွက်ကိုဆွဲထုတ်တင်းလက်နေတံမီးကိုမောင်းတက်ပြီးတော့ခွေးနတ်ကြီးရှိရာကိုထိုးထားတယ်။ခွေးနတ်ကြီးကတရိပ်ရိပ်နဲ့ကြီးလာတဲ့အောင်ထင်ရနေတော့တယ်။သူကဘာမှတုံ့ဆိုင်မနေပဲလက်နေတံမီးကို ပေါင်ချားမှာညက်ပြီးတော့လေးခွက်ကိုကန်လိုက်တင်းအဲ့ဒီအချိန်မှာခွေးနတ်ကြီးကသူ့ကိုလွာကနေခုံအုပ်လိုက်နေတော့တယ်။တန်ညွန့်ရဲ့အတန်နဲ့ကြီးကအမောင်တို့တဲကိုပြေးဝင်သွားလေတယ်။ခဏအကြာမှာဦးဆန်ရှိန်တို့အဖွဲ့ကဒါ လက်နေတက်မီတွေကင်ပြီးတော့ပြေးလာကြတယ်။တန်းညွန့်မှာအသက်မရှိတော့ဘူး။မျက်ဖြူလှန်ပြီးတော့တန်းရတန်ချက်မတွေ့ရဥဆန်ရှင်ကတန်းညွန့်ကိုစိတ်မကောင်းစွာကြည့်ရင်းနဲ့တီတော်ရေရွတ်လိုက်လျော်တယ်။အင်းဒီကောင်ကတောမတာပဲ။ပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တဲ့စာရေးသူ နေမင်းအာမန်ရေးသားထားတဲ့တိုက်ဆိုင်မှုလို့အမားလို့ဆိုတဲ့ဇာတ်လမ်းမှာပြီးဆုံးသွားပြီပဲဖြစ်ပါရဲ့ရှင်။နားဆင်အားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုလည်းကျေးဇူးတင်ပါတယ်။ နောက်ရက်တွေမှာလည်းဇလန်းကောင်းတွေကိုတင်ဆက်ပေးတော့မှာမို့လို့ညီမတို့ရဲ့တပြေ Audio World Channel လေးကို Like and Subscribe လေးနှိပ်ပြီးတော့အားပေးကြကြပါဦးရှင်။